ပင်မတောင်းရတဲ့ချက်စီအောင်ပွဲချက်စီတင်ပန်ရှင်တော်ဘူလီကပေါင်တစ်ဘီလီယံကျော်ရှင်းပြီးကစားသမားအစ်တွေချက်စီအတွက်ခေါ်ယူပေးခဲ့တာပါလူငယ်ကစားသမားအများစုကိုတော်ဘူလီခေါ်ယူပေးခဲ့တာဖြစ်ပြီးအဖိုးထိုက်တန်ဆုံးလူငယ်ကျဲဝင်းကတော့ပင်မကလွဲလို့အခြားမရှိနိုင်ပါဘူးပင်မတို့ချက်စီပေးရတဲ့ပြောင်းရွှေ့ကြီးကပေါင်သန်း40မပြည့်ခဲ့တာပါချက်စီအတွက်ပင်မပြန်ပေးနေတာကသူကဲဆွမ်းရည်ဖြစ်လို့တန်လုံးမကတန်လုံးပါတယ်လို့ဆိုနိုင်ပါတယ်ပင်မကမက်ဆီဒီအကယ်ဒမီတွေဖြစ်လို့အင်္ဂလန်သားတအုပ်နဲ့မတူပါဘူးခွာရီယိုလာနဲ့ခတာဆိုဘူးလို့လဲသူ့ပါရမီဟာပို့ပြီးလင်းလာသလားမပြောတတ်ပါဘူး ချက်စီကိုရောက်တော့သူကအတောင်လက်ပူဆုံးလာရင်ဟိုးမြင့်ကြီးစီပြန်တမ်းမဲဟန်ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ဘေမာကတိုက်စစ်နေရဆုံးလှည့်ပတ်ကစားနိုင်သူပါ။အမြင်ကောင်းမှုပြီးဘောလုံးပေးပို့မှုလမ်းကြောင်းတွက်ဆပုံထက်မြက်လို့နမိတ်အီရိုလည်းကစားလို့ရသူပါ။ဘေမာရဲ့ခနာကိုဖွဲ့စည်းပုံကတော်တော်လေးလေးလူကောင်းသေးတယ်လို့လည်းပြောလို့ရပါတယ်။ဂိုင်ဘက်တွေရဲ့အပေါ်ရဲ့အမြင်မှာချတိတ်လေးပေါ့။ဒါပေမဲ့ဘေမာဟာနှင်းတရခတ်တဲ့မိတော့တစ်ခုလိုပါပဲ။ဘေမာကတူးချင်းကြုံဖြတ်မှုမှလည်းခေတူမဟုတ်ပါဘူး။ထျောက်တဲ့ကစားဟန်ကိုပြသဖို့ပဲအငြင်းနဲ့ရှိမှန်းနေတာပါ။အင်ဗာတာဝင်ကပုံစံနဲ့ကစားနိုင်ပါတယ်။ traditional ဝင်ကပုံလဲကစားနိုင်ပါတယ်။ ဘေမာစီကနေအကွက်မြင့်ပေးပို့မှုတွေလည်းမြင်တွေ့ရတတ်သလိုအသင်းဘော်တွေနဲ့ချိတ်ဆက်ကစားဖို့ကောင်းမွန်တာ၊ကြိုင်ဘက်ခန်းစစ်ကစားသမားတွေကိုလှည့်ထားကြောဖြတ်ဖို့ကောင်းမွန်တာ၊သွေးနဲ့ရင်ဆိုင်ကစားတတ်တာတွေကြောင့်နံပါတ်10ရူ49တွေလည်းအသုံးတော်ခံနိုင်ပါတယ်။ဘူဒလောကဘေမာတယောက်အရှောင်းမင်းလိုက်သေးပါတယ်။ဇန်နဝါရီ14ရက်နောက်ပိုင်းတကူတာသွင်းလိုက်လို့ဝေဖန်ခံခဲ့ရတာပါ။ဒါပေမဲ့ချက်စီအတွက်အရေးကြီးဆုံးအချိန်မှာဘေမာကထင်ရှားစွာကိုထင်ပြနိုင်ခဲ့ပါတယ်။ချက်စီရဲ့ချန်ပီယံဆူပလာမျောလင်းချက်အတွက်ပါရမီဖြည့်ပေးနိုင်ခဲ့ပါတယ်။ဗက်ဒစ်တင်တဲ့ကွန်ဖရက်လီဖိုင်နယ်ပွဲမှာဘေမာအစွမ်းပြခဲ့တာပါ။ ချက်စီကတကူးရှုံးတဲ့ကစားပေမဲ့ဒုတိယပိုင်းမှာအကောင်းဆုံးပြန်လာနိုင်ခဲ့တာပါ။ဘေမာရဲ့ဂိုးပန်နီမှုနှစ်ချိန်ကချက်စီအတွက်အရေးပါလုံးနဲ့ခြေပေါကူးနဲ့ဒုတိယဂိုးဖြစ်စေခဲ့တာပါ။ဘေမာကပဒံများမှန်လို့နိုမနစ်ခဲ့တယ်လို့ချက်စီကလည်းနီပြမော်ရစ်ကလက်ထက်ပထမဆုံးရာသီမှာပဲချန်ပီယံလိဝင်ခွင့်ရတယ်လို့စူပလာလည်းရလို့ချိန်နှက်စရာတိတ်ကောင်းခဲ့တာပါပဲ။ MNS Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်တဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like နဲ့ follow လုပ်ခဲ့ပေးပါဦးနော်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။